မင်္ဂလာပါခင်ဗျရှကုန်ခေတ္တကနေဒီနေ့နေ့လေးကတင်ဒီကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းစစ်ရဟတ်ရင်ပြစ်ချခံရမှုမှာရဟတ်ရင်မှုတွေနဲ့လေတပ်အဖွဲ့ဝင်တွေပါဝင်ရဟတ်ရင်ပေါ်ပါလာတဲ့စစ်ကောင်စီဝင်တွေအကုန်လုံးတေကုန်ကြတဲ့တဲ့င်းကိုစစ်ကောင်စီကဖုံးကွယ်ထားပြီးရဟတ်ရင်ဟာဆက်ချိုရင်းပြီးပြစ်ချတယ်ဆိုပြီးတော့တက်တွင်းတဲ့မှာလည်းတဲ့င်းပြန်ထားပြန်လဲဆိုပါတယ် အကြံဖတ်စစ်ကောင်စီကမြန်မာနိုင်ငံမှာရှိတဲ့တူနာပြုတ်ဘွဲ့နဲ့ဒီပလိုမာရတူနာပြုတ်တွေကိုစင်ကာပူလိုင်စင်ရတူနာပြုတ်စာမေးပွဲဝင်ရောက်ဖြေဆို့ခွင့်မပေးဘဲပိတ်ပင်လိုက်ရုံနဲ့မကပြပရောက်မြန်မာတူနာပြုတ်တွေရဲ့နိုင်ငံကူးလက်မှတ်တက်တန်းတိုးခွင့်ကိုပါပိတ်ပင်လိုက်ပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ကချင်ပြည်နယ်ပမော်မြို့နယ်အတွင်းစည်ရဟရင်ပြစ်ချခံရမှုမှာရဟရင်ပုံတွေနဲ့လေတပ်အဖွဲ့ဝင်တွေအပါဝင်ရဟရင်ပေါ်ပါလာတဲ့စစ်ကောင်စီဝင်တွေအကုန်လုံးတေကုန်ကြတဲ့တဲ့င်းကိုစစ်ကောင်စီကဖုံးကွယ်ထားပြီးရဟရင်ဟာဆက်ချိုရွင်ပြီးပြတ်ကြတယ်ဆိုပြီးတော့ဒါတက်တွင်းတဲမှာလည်းတရင်ဖြန့်ထားပြန်တယ်လို့စစ်တပ်တရင်ရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ20ရက်နေ့ကပဲတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့နယ်မှာစစ်ကောင်စီဘက်ကရဟရင်နှစ်စီးကို KIP တဲ့ပူပေါင်းတပ်တွေကပစ်ချလိုက်တဲ့ဖြစ်စဉ်မှာရဟရင်တစီးဟာ KIA တရင်ငါနေမြေတဲမှာပြတ်ကြသွားပြီး ်မိလောင်ပျက်စီးသွားရုံနဲ့မကရရင်ဘောမှာပါလာတဲ့လေရင်မှုအရာရှိဘူကြီးမျိုးထက်အောင်ဘူကြီးကြောမြင့်တုန်နဲ့ဘူကြီးချမ်းသာအပါဝင်လေရင်ဘောမှာပါလာတဲ့သူတွေအကုန်လုံးတေကုန်ကြတဲ့တဲ့င်းကိုစေကောင်စီကတဲ့င်းဖုံးထားတယ်ဆိုပါလေတက်တွင်းထဲမှာတော့စေကောင်စီကအဲ့ဒီရဟရင်ပြစ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးရဟရင်ဟာပြစ်ချခံရတာမဟုတ်ပဲဆက်ချိုယွင်းပြီးပြက်ကြတယ်ဆိုပြီးတော့သာတဲ့င်းဖြန့်ထားရုံနဲ့မကား လက်ရှိဗမောတိုက်ပွဲမှာသူတို့စစ်တပ်ကအရေးတာနေတဲ့တို့အောင်ပွဲရနေတဲ့တို့ KIPD ရဲ့တပ်တွေအသေးများနေတဲ့တို့အလောင်းတွေကတောင်ပေါ်ရပုံဖြစ်နေတယ်တို့ဆိုပြီးမဟုတ်မမှန်ဝါဒပြန့်ထားပြီမဲ့တဖက်မှာသူတို့စစ်တပ်ကသာအထိနာနေပြီးရဟတ်ရင်တောင်ပြစ်ချခံရလို့ရရှိတွေပါတေကုံကြတာကိုတော်လိုင်းဤဘက်ကတက်တဲ့ဗီဒီယိုနဲ့တို့ကချပြထားတာတော့စစ်တပ်ကမဟုတ်ဘူးဆိုပြီးတော့သာလိန်လေတည်င်းပြန့်ထားတယ်လို့စစ်တပ်တည်င်းရင်မြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီလို့ စစ်ကောင်စီကတတွင်းဒင်းမှာဘလို့ပဲဝါဒဖြန့်ဖြန့် KAI ကပြစ်ချလိုက်တဲ့ရဟယင်မိလောက်ပျက်စီးမှုနဲ့အတူရဟယင်မှုဘိုးကြီးမြို့ထက်အောင်ဘိုးကြီးကြောင်မြင့်ထုနဲ့ဘိုးကြီးချမ်းသာတို့သေကုန်ကြတဲ့အကြောင်းဟာတတွင်းဒင်းမှာကြဲကြဲပြန့်ပြန့်သတင်းပြန့်နှံ့နေပြီးအတီးပြုတ်နိုင်တယ်လို့လည်းတတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့ KAI ပြည်တဲ့ပူပေါင်းတပ်တွေကမေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဲ့ဒီစစ်ရဟယင်မိလောင်ပျက်စီးနေတဲ့ပြပုံတဲကနေစစ်ကောင်စီဝင်တွေမိလောင်ကျွမ်းနေတဲ့မသာလောင်း16လောင်းနဲ့အတူ နောက်ထပ်မိကျွမ်းထားတဲ့လက်နက်14လက်ကိုပါတွေ့ရှိထားတဲ့အကြောင်းကိုဓာတ်ပုံဗီဒီယိုတွေနဲ့တကွထပ်မံထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ကင်ဘီနဲ့ထိုင်းမြန်မာနေစက်ကအချက်ဖက်စကောင်းစီရဲ့တက်စကန်တွေကိုကိုဗစ်ခုသိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတပ်တွေကနောက်ထပ်ထိုင်းမြန်မာနေစက်ကစစ်ကောင်းစီရဲ့မော်ခီတက်စကန်ကိုပါစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ထိုင်းမြန်မာနေစက်စီးရီးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကင်းပြင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ Mockey Tuscan ကို GNL ပူပေါင်းတပ်တွေကမြေပြင်ကရော့ drone စစ်စင်ရေးတွေနဲ့ပါစတင်ထိုးစစ်စင်တိုက်ခိုက်နေရမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါတယ်စစ်ကောင်စီဘက်ကလည်းသူတို့တပ်စခန်းမကြရေးအတွက်လက်နက်ကြီးပစ်ကူတွေနဲ့ပါ volley ဘက်ကနေဒရဇက်ပစ်ခတ်ပေးနေတယ်လို့တစ်ဖက်မှာလည်းလေရင်ပစ်ကူတွေပါပေးနေတဲ့ကြားကပဲ ော်လိုင်းတက်တွေကလည်းအပြင့်ထန်ထိုးစစ်ဆင်တက်ခိုက်နေပြီးထိုင်းနိုင်ငံဘက်ကလည်းနေဆက်ကနေတဆင့်ထိုင်းဘက်ကိုလေရင်တွေကြော်မလာဖို့ထိုင်းစစ်တပ်ကအသည့်အနေထားပြင်ထားတယ်လို့လည်းထိုင်းမြန်မာနေဆက်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီကင်းပြည်နယ်ထိုင်းမြန်မာနေဆက်ကအကြမ်းဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုကင်းနလီပူပေါင်းတက်တွေကအခုရပိုင်းတွေအတွင်းမှာပဲခုပစ်တစ်ခုဇက်တိုက်သိမ့်ပိုက်လာနေရမှာအခုတခါနောက်ထပ်စစ်ကောင်စီရဲ့မော်ကီတက်စကန်ကိုပါစတင်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့ပဲခူးတိုင်းနတလင်းမြို့နယ်ကကွင်းကျဲကျွရမှာရှိတဲ့အချက်ဖက်စကောင်စီတပ်အထိုင်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမမှုအတွေ့စခန်းတစ်ခုလုံးကိုစီးနှင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား၈ဦးကတော့အသီးသီးတိတ်ကုန်ကြသလိုကျန်တဲ့စစ်သားတွေကစခန်းကိုထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်တော်လိုင်းတပ်တွေကစခန်းကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ဒါရီခန်ပီဒီယားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်ဖြစ်စဉ်ကတော့မေလ၁၈ရက်နေ့ကပဲ နတလင်းမြို့နယ်ကကွင်းကျဲဂျေးရွာမှာရှိတဲ့အချက်ဖက်စကောက်စီတပ်အထိုင်စခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာတနေ့ကုန်မိပါတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီနောက်ဒေါ်လာရေးတပ်တွေကစခန်းကိုဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောက်စီတပ်သား၈ဦးကတော့အသီးသီးတိတ်ကုန်ကြသလို GN နဲ့စစ်သားတွေကတော့သူတို့စခန်းကိုဒီအတိုင်းထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်ဒေါ်လာရေးတပ်တွေကစခန်းကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ဒါယဝရီခန်ပီဒီအက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကမနက်ကမှရှိတဲ့တူနာပြုဘွဲ့နဲ့ဒီပလိုမာရတူနာပြုတွေကိုစင်ကာပူလိုင်းစင်ရတူနာပြုစာမျိုးပွဲဝင်ရောက်ဖြစ်ဆိုခွင့်မပေးဘဲပိတ်ပင်လိုက်ုံနေမှာကပြည်ပရောက်မြန်မာတူနာပြုတွေရဲ့နိုင်ငံကူးလက်မှတ်တပ်တန်းတိုးကွင်းကိုပါပိတ်ပင်လိုက်ပြန်တယ်လို့စင်ကာပူရောက်မြန်မာတူနာပြုတချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိမြန်မာနိုင်ငံမှာတူနာပြုဘွဲ့နဲ့ဒီပလိုမာရတူနာပြုတွေအနေနဲ့ စင်ကာပူနိုင်ငံကိုသွားမယ်ဆိုရင်စစ်ကောင်စီဘက်ကပညာရေးသင်ယူမှုထောက်ခံချက်ကိုလုံးဝထုတ်မပေးတော့ဘဲပိတ်ပင်လိုက်ပြီဆိုပါတယ်။အဲ့ဒီထောက်ခံချက်ဟာစင်ကာပူနိုင်ငံမှာလိုင်စင်ရတူနာပြုစာမျိုးပွဲဖြစ်ဆိုဖို့အတိတ်ကကြတဲ့စာရွက်စာတမ်းဖြစ်ပြီးအဲ့ဒါကိုစစ်ကောင်စီကတမင်တကာပိတ်ပင်လိုက်တဲ့အတွက်ပြည်ပရောက်တူနာပြုတွေလည်းအခက်တွေ့နေရသလိုစစ်ကောင်စီရဲ့ရုံမှမှုကြောင့် တခြားနိုင်ငံကအခွင့်အရေးပေးတာတောင်ကိုယ့်နိုင်ငံကအခွင့်အရေးတွေကိုလိုက်ပိတ်နေတာဖြစ်တယ်လို့စင်မူရောက်တူနာပြုတ်တချို့ကပြောထားပါတယ်။ဒါပြင်လက်ရှိမြန်မာနိုင်ငံကနေတူနာပြုတ်ဘွဲ့နဲ့ဒီပလိုမာចောင်းပြီးထားပြီးပြပရောက်နေတဲ့သူတွေအားလုံးရဲ့နိုင်ငံကူးလက်မှတ်တွေကိုလည်းစစ်ကောင်စီတန်ယုံတွေကတတ်တန်းတိုးမပြီးတော့တို့အကယ်လို့တတ်တန်းတိုးခြင်းရင်မြန်မာနိုင်ငံပြန်ပြီးသူတို့စစ်ကောင်စီလက်အောက်ခံကျမကြီးဝင်ကြီးဌာနရဲ့ထောက်ကန်ချက်နဲ့နိုင်ငံကူးလက်မှတ်ပြန်လျှောက်ရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီတန်ယုံတွေကအတိပေးလာတယ်လို့ စင်မူရောက်မြန်မာတူနာပြုတ်တဦးကပျော်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ဂင်းပြည်နယ်ကြုံတွုံးမြို့နယ်မှာနေအိမ်ခဏပြန်လာတဲ့စစ်ဘေးရှောင်စီဒီယန်ကျောင်းဆရာကိုတက်ဦးဆိုသူဟာအချက်ဖက်စကောင်စီတက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတေဆုံသွားခဲ့ရတယ်လို့တေဆုံသူကျောင်းဆရာရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲတိုက်ပွဲတွေကြောင့်တင်းရှောင်နေရတဲ့ကျုံတွုံးမြို့ကစီဒီယန်ကျောင်းဆရာကိုတက်ဦးဆိုသူဟာ သူ့ရဲ့နေအိမ်ရှိရာကျွန်းကလေးခြေရွာကိုခဏပြန်လာခဲ့တယ်ဆိုပါတယ်။အဲ့ဒီအချိန်အချက်ပစကောင်စီရဲ့ဂျုံတို့အခြေဆိုင်ခမရ905တက်ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာကျုံလေးခြေရွာမှာကြောက်ရွံ့ပောက်ကွဲသွားပြီးနေအိမ်ခဏပြန်လာတဲ့စီဒီယန်ကျောင်းဆရာကုသဥဆိုသူပါလက်နက်ကြီးကြီးစားထိမှန်ပြီးတော့တိတ်ဆုံသွားခဲ့ရတယ်လို့တိတ်ဆုံသူကျောင်းဆရာရဲ့မိတ်ဆွေတွေကပြောထားပါတယ်။လက်ရှိအဲ့ဒီဘက်ကရွာတွေမှာစစ်တပ်အတွက်အလုံလုံနေတဲ့မဘာသာဖုံးကြီးတို့ကြံ့ဖွဲ့တဲ့ဒင်းပေးတို့ဆိုတာတွေလည်းရှိတာကြောင့် အဲ့ဒီသူတွေကတော်လန်ရေးဘက်ကလူတွေလာရင်စစ်တပ်ကိုလှမ်းပြောတဲ့အတွက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တာဖြစ်တယ်လို့အဲ့ဒီသူတွေကိုဒီလိုတရင်ပေးတာတွေမလုပ်ဖို့တတိပေးထားလဲသူတို့ကလုံနေကြတုံးပဲလို့ဒေသခံတရင်ရှင်းမြစ်ကရှင်းပြထားပါသေးတယ်ခင်ဗျာတဖက်မှာလေစကိုင်းတိုင်းကမ်လူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအချက်ဖက်စကောင်စီတပ်ကလိန်နဲ့လာပြီးဘုံတွေကျဲချတိုက်ခိုက်သွားပြန်တယ်လို့ရဲသားပြည်သူနှစ်ဦးလည်းတိုက်ဆုံထားပြီးမြေပြင်မှာလည်းစစ်တပ်စစ်ကြောင်းဝင်လာတဲ့အတွက် ပြည်သူတွေဟာတန်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖတ်စကောင်းစီတက်ကကမ်လူမျိုးနယ်မှာရှိတဲ့ချက်တင်းတိုက်နယ်နဲ့ကိုးတောင်ဘုတ်တိုက်နယ်ဒက်ကကြေးရွာတွေကိုလေနဲ့လာပြီးဘုံတွေစက်တိုက်ကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲဒီလိုစကောင်းစီတက်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ပေါ့စိန်ကုန်းကျေးရွာကဥမိုင်းဆိုသူအပါဝင်ရတပ်ပြည်သူနှစ်ဦးတိစုံထားပြီးတစ်ဖက်ကမြေပြင်မှာလည်းစစ်တပ်စစ်ကြောင်းဝင်လာတဲ့အတွက် ပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ